မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကွန်ဒူးကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရေးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 19ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှရေးမြို့နယ်ကွန်ဒူးကျေးရွာမှာရှိတဲ့ကွန်တီတော်ဖရားကုန်းနဲ့ကွန်တီချန်တခုမှအခြေစိုက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်စေးရေးပြုတ်လုပ်နေတဲ့စစ်ကောင်စီတပ်သားများကိုရေး AW အဖွဲ့ကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့ ਨੇ ဘက်တယ်ဆိုင်ပြီးတော့ပြစ်တဲ့အချိန်မှာသူတို့ဘက်ကကာဗာမရှိတော့ဘူး သူတို့ကကွန်းချံထဲကိုပြန်ရောက်သွားတယ်ကွန်းချံကကာဗာမရှိတော့သူတို့ဘက်ကထိခိုက်ကြဆုံးမှုတွေရှိနိုင်ပါတယ်တိုက်ပွဲကပိုပြီးတော့ပြင်းထန်လာဖို့ပဲရှိတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းမှာအမတ်ဆက်9တပ်မှာ986တပ်နဲ့106တပ်တို့ကပူးပေါင်းကအထိုင်ချပြုတ်လုထားခြင်းဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်9နဲ့အပတ်စဉ်8ကတင်းနှန်းဆင်းလာသူများလဲရောနှောကအဲ့ဒီနေရာများမှာအထိုင်ချထားတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာခြင်းမရှိပါကထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုရေဘလူးတိုက်ရင်တပ်ခွဲနှစ်ကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ drone တပ်စိတ်အပါအဝင်မြေပြင်တိုက်ခိုက်ရေးတပ်ခွဲများပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမုံရွာလမ်းပိုင်းမှာတပ်မ33ကနေထွက်လာတဲ့ကျင်းနေရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ19ရက်နေ့မွန်းလဲတနင်္ဂနွေကသခိုင်းမြို့တပ်မ33ကနေဂျမ်မာကားလုံခြုံရေးများအဆောက်အအုံများနဲ့ထွက်ခွာလာတဲ့ကျင်းနေကားများနဲ့အစစ်တင်ဆောင်လာတဲ့ကားများကိုတော်လိုက်တပ်ဖွဲ့များကချောင်းမုံရွာလမ်းပိုင်းတနေရာအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအက်ဆစ်တင်ဆောင်လာတဲ့ကားတစီမိုင်းထိမှန်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားတွေကတော့ထိခိုက်ဒေဆုံးမှုမရှိဘူးလို့ပြောပါတယ်ကျင်းဒီရင်တန်းလုံခြုံရေးအတွက်ကင်းဆောင်နေတဲ့စစ်သားများကတော်လိုင်းတပ်ဖွဲ့များကိုလိုက်လံပစ်ခတ်ခဲ့တော့လဲအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးအင်အားကတော့တောက်လျှောက်ပဲစစ်ခွေးတွေကမသေးဘူးအက်ဆစ်တွေတော့ပြန့်ကျဲသွားတာပဲလို့ Area 71 People Defense Force ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပတ်ကပဖောက်ခွဲရေးအဖွဲ့နဲ့အတူ Area 71 PDF မုံရွာအဖွဲ့နေစီမချလက်နက်ကြီးတပ်ဖွဲ့ကမြင်းမနေ KMN အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်အလားတူပဲမန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးရွာအထိုင်စခန်းမှာတပ်ဆွဲထားတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးခဲ့ကြောင်း TGYR ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဖေဝါရီလ18ရက်နေ့မနက်7:00နာရီကမှငန်းစုံမြို့နယ်ငန်းမြကြီးရွာအထိုင်စခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီး40မမ6လုံး 80မမ10လုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား4ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးတိုက်ပွဲအတွင်းမှာအထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီဘက်က MI35 ရဟတ်ယာဉ်နဲ့ရန်တပ်ပြစ်ခတ်ခြင်းများကိုလုံဆောင်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုကို TGYR Youth Guerrilla Counter Revolution ANZ TGYR Drone Team နဲ့အတူငန်းနဲ့ပျောက်ကြားတပ်ဖွဲ့မန္တလေးခရိုင်အမှန်ငါးတပ်ရင်925ပျောက်ကြားတပ်ဖွဲ့အေယာမွေပွေးပျောက်ကြားတပ် နယ်စည်းမချပျောက်ကြတာဖွဲ့ငန်းစုံမျိုးနယ်တိုက်နယ်နဲ့ပတ်ကောက်ဖအဖွဲ့ငန်းစုံမျိုးနယ်မျိုးနယ်ပတ်ကောက်ဖအမရပူရမျိုးနယ်ပတ်ကောက်ဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့လင်းလက်ပါဝါ KTV မှာတောက်စားပျော်ပါနေတဲ့တမ33ကရရှိတအုပ်အပါဝင်စစ်သားများကိုဝင်ရောက်ပစ်ခတ်ရာတအုပ်တည်ဆုံးပြီးတနက်တလတ်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ18ရက်နေ့ကသခိုင်းမြို့မကြီးစင်ကျေးရွာနယ်စစ်တပ်အထိုင်ချလွေမိုးတိုက်အနီးမှာရှိတဲ့လင်းလက်ပါဝါ KTB အတွင်းမှာတောက်စားပျော်ပါနေတဲ့တပ်မ33ကအရာရှိတဦးအပါဝင်စစ်သား၄ဦးကိုတော်လိုင်းရဲဘော်များကလက်နက်ပစ္စတိုနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား2ဦးသေဆုံးပြီးကြံရှိနေတဲ့စစ်သား3ဦးလည်းဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်စစ်သားတွေစီကနေပြီးတော့ပစ္စတိုတနက်တက်လက်ကိုလည်းတင်းစီရရှိခဲ့ပြီးတော့ရဲဘော်2ဦးကတော့အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်18ရက်နေ့က စကိုင်းမြို့မကြီးစင်ကျေးရွာနဲ့စစ်ခွေးအထိုင်ချရွေမိုးတိုက်အနီးကလင်းလက်ပါဝါ KTV အတွင်းမှာတောက်စားပြော်ပါနေတဲ့အရာရှိအပါဝင်စစ်ခွေး၄ခောင်ကိုတရင်အတိကျရလို့ကျွန်တော်တို့အဖွဲ့ဝင်၂ဦးကလက်လုံပစ္စတိုနဲ့ဝင်ပြစ်တာဒကောင်တေးပြီးတော့ပစ္စတိုတနက်တလက်ရတယ်ကျွန်တော်တို့ရဲဘော်၂ဦးလည်းအနှဲငယ်ထိခိုက်ဒဏ်ရာရတယ်ဒါပေမဲ့မစိုးရိမ်ရပါဘူးလို့ Burmese Revolution Force BRF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ် အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလင်းလက်ပါဝါ KTV ကိုမိရှုဖျက်ဆီးသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကနေရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုပြစ်ခတ်တိုက်ခတ်ရာ၃ဦးတေဆုံးပြီးတနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ16ရက်နေ့မှာနထိုးကြီးမြို့နယ်ဝက်လူးနယ်မြေရဲစခန်းကနေရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမြင်းကြံခရိုင်အမှတ်၄အမှတ်၃၀တပ်ရင်းနထိုးကြီး PDF ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့ပြစ်ခတ်မှုဟာမီတာ200အကွာဝေးသာရှိပြီးတော့အကြမ်းဖက်စစ်သား3ဦးသေဆုံးကတနက်နက်လက်တင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဝက်လူးကြီးပေါ်မှာရှိတဲ့ဝက်လူးရဲစခန်းကနေရိတ်ခါရှာထွက်လာတဲ့စစ်ခွေး3ကောင်ကိုကျွန်တော်တို့မြင်းကြံခရိုင်အမှတ်၄တပ်ရင်းနဲ့အမှတ်၃၀တပ်ရင်းနထိုးကြီး PDF ကနေပြီးတော့ ဝက်လူရွာတဲကိုရဲစခန်းနဲ့မီတာ၂၀၀အကွာဝေးလောက်အထိကိုဝင်ပြီးတော့ပြစ်တာဝင်ပြစ်တဲ့အချိန်မှာသူတို့ဘက်က၃កောင်လောက် အဲ့ဒီနားမှာတင်ပွဲချင်းပြီးတေပြီးတော့တနက်နက်လက်ကိုတင်းစီရရှိခဲ့ပါတယ်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာဝက်လူရဲစခန်းမှာရှိတဲ့စစ်ခွဲတွေကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာမျိုးတွေတော့ရှိတယ်ပြည်သူတွေထိခိုက်မှုတော့လုံးဝမရှိပါဘူးလို့မြင်းကြံခရိုင်အမတ်လေးနဲ့အမတ်၁၀တရင်နထိုးကြီး PDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမတ်လေးတရင်နဲ့မြင်းကြံခရိုင်အမတ်၁၀တရင်နထိုးကြီး PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြန်မျိုးကနေပခုတ်ကူမျိုးကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ခဲ့ရာစစ်သား၁၁ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဗူလာ၁၈ရက်နေ့မနက်ပိုင်းမှာမြန်မျိုးပေါ်မှာရှိတဲ့စစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းများကိုခေါ်ဆောင်က ပခုတ်ကူမြို့ကိုထွက်လာတဲ့ကား32စီးနဲ့ခြေချင်းစစ်ကြောင်းကိုမြန်မြို့နယ်ထိုင်းငယ်တော်ရွာနဲ့စပေရွာကြားအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မွန်လွဲ2နာရီခန့်မှာဒုတိယကြိမ်ထပ်မံပြီးတော့တိုက်ခိုက်ခဲ့ရအောင်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်သား3ဦးသေဆုံးတာအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထီတွေ့မှုဖြစ်တာကစစ်ခွေး3កောင်သေးတယ်မိုင်းထီတာက8កောင်လောက်သေးတယ်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များတယ်အသားစားတွေလက်တို့လက်ပြက်တွေကိုလမ်းမေးခြုံတွေပေါ်မှာလွှင့်ပစ်ထားတာ မြိုင်မျိုးဘော်ကနန်စီဒီယန်ဝန်ထမ်းတွေကိုခေါ်လာတယ်လို့လည်းသတင်းရထားတာအခုတော့သူတို့ကကြောက်ဆောက်မှာမီးတွေရှို့ပြီးတော့ပြန်ထွက်လာပြီလို့တော့သိရတယ်အခုသူတို့မီးတွေရှို့နေတာမီးကိုလုံးကြီးတွေမဲတက်နေတာကိုမြင်နေရတယ်ပြည်သူတွေကတော့အရင်ရက်တွေကလေးကစစ်ပေးရှောင်နေကြတာလို့ A+ အညာမြေအင်အားစုတရင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုရှိုင်းကရှင်းပြထားပါရယ်အဲ့ဒီနောက်မှာတော့ရင်တန်းနဲ့စစ်ကြောင်းဟာစပ်ပေရွာအနီးအရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များထောင်ထားတဲ့နေမိုင်းပေပါမိုင်းခွင်းတွေတဲ့အထိရောက်ရှိကမိုင်းထိမှန်ပြီးတော့စစ်သား၈កောင်ထက်မနည်းသေးဆုံးကစစ်သားအများပြားခြေပြက်လက်ပြက်ဖြစ်ပြီးတော့ပြတ်ထွက်သွားတဲ့ခြေထောင်များနဲ့လက်များအသားစများကိုလမ်းဘေးခြုံပုတ်တွေပေါ်မှာစွန့်ပြစ်ထားခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို A+ အညာမြေတပ်ပေါင်းစုအဖွဲ့များဖြစ်တဲ့ MVP Revolution Force အလင်းတန်းပျောက်ကြားတပ်ဖွဲ့မြိုင် UAV fighter မဟုတ်ရအလင်းတန်းပျောက်ကြားတပ်ဖွဲ့ Phoenix People Defense Force Scorpion People Defense Force ထေးအောင်ပျောက်ကြားတပ်ဖွဲ့ဇာမနီ drone တပ်ဖွဲ့နဲ့မြိုင်ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်က Jet fighter 3စီးနဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ19ရက်နေ့မနက်9:40မိနစ်မှာမြိုင်မြို့နယ်ကြောက်ဆောက်ကျေးရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုလည်းမိရှုပ်ဖျက်ဆီးကာပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးတော့ပခုတ်ကူမြို့နယ်ဘက်ကိုဆက်လက်ထွက်ခွာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီနဲ့ဆွေးနွေးမှုမပြေမလည်ဖြစ်ခဲ့ကြောင်းတောင်းတမတော် TNL ကထုတ်ပြန်အပြီးနိုင်ပိုင်းလောက်အကြမ်းမှာစစ်ကောင်စီကဖေဖော်ဝါရီလ19ရက်နေ့ည7:00နာရီကျော်အချိန်မှာ နောင်ချိုမြို့ကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချိုမြို့ပေါ်တနေရာကိုည၈နာရီ၁၀မိနစ်ခန့်မှာဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ထိခိုက်မှုအခြေအနေအသေးစိတ်ကတော့မသိရသေးဘူးလို့ပြောပါရတယ်။ကြီးမားတဲ့ထိခိုက်မှုမရှိကြောင်းကနအူးတီထားရတော့လေအသေးစိတ်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ TNL နဲ့စစ်ကောင်စီတို့ဟာတရုတ်အစိုးရရဲ့တိုက်တွန်းမှုနဲ့တရုတ်နိုင်ငံကူမင်းမြို့မှာဖေဖော်ဝါရီလ16ရက်နေ့18ရက်နေ့တွေမှာတွဲဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါရတယ်။သို့တော်လေဆွေးနွေးညှိနှိုင်းရန်ခက်ခဲတဲ့အတွက်ကြောင့်ဖေဖော်ဝါရီလ18ရက်နေ့ည ညနေပိုင်းမှာတွေးဆောင်ပွဲပြီးဆုံးခဲ့တယ်လို့ TNN လေက19ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ညပိုင်းအချိန်မှာစစ်ကောင်စီကနောင်ချိုမြို့ကိုဘုံကျဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့ကလည်းနောင်ချိုမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံအလုံးကြီးရာချီပြီးတော့ကျဲချတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မုံမောင်းမြို့နယ်နန်းဤရှမ်းရွာနယ်ဝက်ရင်ရွာကိုအကြမ်းဖက်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်၃ဦးအပါအဝင်မိသားစုဝင်9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ16ရက်နေ့မနက်အစောပိုင်းတနအီ16မိနစ်ခန့်မှာမုံမောင်းမြို့နယ်နန်းဤရှမ်းရွာနယ်ဝက်ရင်ရွာကိုအကြမ်းဖက်ဆက်တက Jet Fighter တစ်စီးနဲ့ဘုံလေလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဝက်ရင်ရွာကအသက်53နှစ် ်အရွယ်ဦးမောင်ဦးအသက်56နှစ်အရွယ်ဒေါ်အိုက်စောအသက်25နှစ်အရွယ်ဦးဆိုင်လျံအသက်22နှစ်အရွယ်ဒေါ်ချယ်ရီထွေးအသက်3နှစ်အရွယ်မက်ကလေးယာအသက်10နှစ်အရွယ်မယွန်းမီမီစားနဲ့အသက်9နှစ်အရွယ်မောင်အောင်လင်းထက်တို့မိသားစုဝင်ခွန်နာဦးစလုံးတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်နန်းဤရွာမှာလည်းပြည်သူကုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၄လုံးပျက်စီးသွားတယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှာမရှိဘဲနဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲသွားတာမိုးမောင်မြို့နယ်နန်းဤရှမ်းရွာကိုဒရအုပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ဘုံနှလုံးကျဲချတယ် ်ဝရင်ရွာကိုလည်းဘုံနှလုံးကျဲချတယ်ဝရင်ရွာကနေအိမ်တစ်လုံးပေါ်ကိုဘုံတစ်လုံးတဲ့တဲ့ကျပြီးတော့မိသားစုဝင်9ဦးစလုံးတည်ဆုံသွားရပါတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNDA ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ